လာညာချမ်းလေးပါရှင်။နိုဝင်ဘာလ20ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမတို့ရင်းလေးလေးထိုးမှဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ပခုတ်ကူမြို့နယ်မှာပြည်သူတွေရဲ့ကားတွေကိုချောဆဲပြီးစစ်သားတွေကိုတင်ဆောင်လာတဲ့ကားငါးစီးကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်သား18ဦးသေဆုံးတဲ့သတင်း။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခလင်းငယ်၃ဦးအပါအဝင်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး၂၀ကျော်ထိခိုက်ဒဏ်ရာရတဲ့တဲ့ ရွေးကောက်ပွဲမှာကြံ့ခိုင်ရေးပါတီအနိုင်ရလို့ဂရိမတီရင်မျက်နှာကိုလက်သီးနဲ့ထိုးပါလို့ပါတီဥက္ကဋ္ဌဦးခင်ကြီးပြောတဲ့တဲ့အမျိုးသားရေးတာဝန်တရက်အဖြစ်ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးမှာမြမအကစားအဖွဲ့ဝင်နိုင်ရဲ့ပခုံးထပ်မှာရှိတယ်လို့စစ်ကောင်းဆောင်ပြောတဲ့တဲ့နေပြီးတော့ဘောဂတီတီကာဂျီဝဲအနီတွဲကားတစီတရားအောက်ထိုးကြတဲ့တဲ့ မြိုင်မျိုးနယ်မှာစစ်ကောင်မရှင်ကဘုံကျဲတိုက်ခိုက်လို့အရသာပြည်သူ၅ဦးသေဆုံးတဲ့တွင်မုံရမျိုးနယ်ကိုရောက်ရှိနေတဲ့စစ်ကောင်မရှင်စစ်ကြောင်းမှစစ်သား၄ဦးပြည်သူဘတ်တို့ဗတ်ပြောင်းခိုလုံတဲ့တွင်ခရစ်တိုအဆက်များရောင်းဝယ်ခြင်းလွှဲပြောင်းခြင်းတူလောင်တင်စီခြင်းများမပြုလုပ်ရင်းနဲ့ဗန်များမှတစီတရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုတင်ကြောင်းစစ်ကောင်မရှင်ရဲ့ဗဟိုဗန်ထုတ်ပြန်တဲ့တဲ့ အစ္စရေးကဂါဇာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လူ25ဦးသေဆုံးတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနည်းနဲ့ပကောက်ကူမြို့နယ်မှာပြည်သူတွေရဲ့ကားတွေကိုချော်ဆဲပြီးစစ်သားတွေကိုတဲဆောင်လာတဲ့ကားငါးစီးကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်သား18ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပကောက်ကူမြို့နယ်မှာပြည်သူပိုင်ကားတွေကိုချော်ဆဲပြီးကြောက်လေကားဂိတ်ကနေပန်းနိုင်ချုံဂိတ်ကို စစ်သားတွေတည်ယူပို့ဆောင်နေတဲ့စစ်ကောင်မရှင်ရဲ့ကားငါးစီးကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်သား18ဦးသေဆုံးခဲ့တယ်လို့ Southern WSO PDF ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့မနက်9နာရီအချိန်ခန့်ကရေတကြိုခလာရ256ခလာရ259ခလာရ258မှာပခုတ်ကူမျိုးဘက်ကိုအင်အား120ကျော်နဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးရောက်ရှိလာကပခန်းကြီးမြို့မှာညှိအိပ်ပြီးနိုဝင်ဘာလ16ရက်နေ့မနက်9နာရီအချိန်ခန့်မှာ အခုတ်ကူမျိုးဘက်ကိုခြေလျင်စစ်ကြောင်းထိုးထွက်လာကကျောက်လေကအထိုင်စခန်းမှာရောက်ရှိနေတယ်လို့သတင်းရတာကြောင့်တော်လရင်တပ်ဖွဲ့တွေကအခုလိုကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အင်အား120ကျော်နဲ့စစ်ကြောင်းထိုးတာပေါ့ဗျာ။15ရက်နေ့မှာပကန်းကြီးရွာမှာညအိပ်ပြီး16ရက်နေ့မှာကျောက်လေက စခန်းကိုသူတို့ရောက်တယ်လို့သတင်းရတာ။ကျောက်လေကမှပြည်သူပိုင်ကားငါးစီးကိုချော်ဆွဲပြီးညနေ9နာရီလောက်မှာပန်းနိုင်ချုံကားဂိတ်ကိုသူတို့စစ်သားတွေကိုပို့ဆောင်ခြင်းမှာတော်လရင်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာလို့ ဒေါ်လာရေးနဲ့နှိဆက်သူတဦးကပြောဆိုထားပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကပြည်သူတွေစီကချောဆွဲထားတဲ့ကနေကျောက်လေကဂိတ်မှာပန်းနိုင်ချုံဂိတ်ကိုအသွားအပြန်၅ချိန်တိဆောင်နေစဉ်စရုထမြောက်ကနေပြစ်စမမြောက်ကကိုဈာဖြက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်စရုထမြောက်ကကိုတော့အပိုင်ပြစ်ခတ်နိုင်ခဲ့တယ်ကာသမာပြည်သူကိုငှဲ့ညာပြီးပြစ်ခတ်ခဲ့တာကြောင့်ကာသမာတော့အသက်ရှင်နေစစ်သား၁၈ယောက်သေတယ်ပြစ်စမမြောက်ကမှာတော့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ်ဆောက်တောင်း YSO PDF ကပြောဆိုထားပါတယ်။ဒါအပြင်အဒီနေည၈နာရီအချိန်မှာပဲကြက်ရှိနေတဲ့စစ်သားတွေကိုရခိုင်ပြည်ကိုလေရင်နဲ့ပို့ဆောင်ရန်ပကုတ်ကူမြို့မှာစစ်ကားဆယ်စီရောက်ရှိလာပြီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတော်အနေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်၃ဦးအပါအဝင်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး၂၀ကျော်ထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်မှာနွေမာလာ20ရက်နေ့ဒီကနေ့မနက်အစောပိုင်းမှာအာနာသိန်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ကလေးငယ်၃ဦးအပါအဝင်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝီလက်မြိုင်ကသတင်းထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်မြောက်ပိုင်းကန်ကြီးရွာကိုစစ်တပ်ရဲ့မိထီလာလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စင်းနဲ့ပြည်သူတွေအိမ်မောကျနေချိန်မှာဘုံနှလုံးကျဲချကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကံကြီးရွာမှာကလေးငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရပြီး၂၀ကျော်ထိခိုက်ဒဏ်ရာရရှိကပြည်သူနေအိမ်၁၀လုံးခန့်ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်။ဒီကနေ့မနက်၁၀နာရီဝန်းကျင်ခန့်ကလည်းပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်အစပ်ကဘာဖြူရွာနဲ့ကံတိရွာကြားတော်တွေကိုမုံရွာနာမခါမှာဂျိုင်ရိုကော်ပိုရာ၃စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီးအခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုထားပါတယ်။အနာဒိစတက်ကမြိုင်မျိုးနယ်အတွင်းရှိပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုရွေကျဲရှိရှိနဲ့ ၄၀ရက်ဆက်လီဆောင်တိုက်ခိုက်မှုတွေပါရာမော်တာနဲ့တိုက်ခိုက်တာတွေအပြီးလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲမှာကြက်ခိုင်ရေးပါတီအနိုင်ရလို့ဂရိမတီရင်မျက်နှာကိုလက်သီးနဲ့ထိုးပါလို့ပါတီဥက္ကဋ္ဌဦးခင်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့သူဝနမိုးလုံလေလို့အာကစားခွေမှာနိုဝင်ဘာလ19ရက်နေ့ကပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းကြက်ခိုင်ရေးပါတီရဲ့မဲဆွယ်စည်းရုံးရေးပွဲမှာ ရွေးကောက်ပွဲအပြီးစံခိုင်ရေးပါတီမဲအနိုင်ရလို့ပေးထားတဲ့ကတိတွေမတည်ရင်မျက်နှာကိုလက်သီးနဲ့ထိုးပါလို့ဥက္ကဋ္ဌဥခင်ကြီးကပြောခဲ့တာပဲဖြစ်ပါတယ်။လက်ခုပ်လဲတီးတာဒီတကယ်လို့မနော်မဲလာပေးတကယ်လို့မကျွန်တော်တို့တကယ်မလုံးနိုင်ရင်လဲမင်းသားကြီးနေအောင်ကလက်သီးနဲ့ထိုးမှလို့ပြောပြီးသားတကယ်လို့မအထိုးတော့မခံဘူးဒါတွေလှုပ်ဖို့ဒုတိယဥက္ကဋ္ဌကြီး CEC တွေဆွေးနွေးထားတယ်ဖြစ်နိုင်မလားဖြစ်နိုင်ရင်ကျွန်တော်ဖွင့်ပြောမယ်နော် အခုတော့ကျွန်တော်မျက်နာကြီးပြပြီးဖွင့်ပြောတာမဟုတ်ရင်တော့မင်းသားကြီးလှုပ်တယ်လို့စွဲတာထိုးလိုက်တော့ဖြစ်အောင်လုပ်မယ်လို့ဥခင်ကြီးကပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့မှလည်းဇီယာတိရီမြို့နယ်ရေစင်းကျေးရွာမှာဥခင်ကြီးကပြည်သူတွေနဲ့တွေ့ဆုံပြီးနိုင်ငံရေးသမားကောင်းမှတိုင်းပြည်ကောင်းမယ်အတွေ့အကြုံရှိတဲ့လူပုဂ္ဂိုလ်ခိုင်မာတဲ့အဖွဲ့အစည်းဓာရီအားလုံးနဲ့ပြည်ဆောင်ပြီးပုံမှန်ကောင်းမွန်တဲ့အလှည့်အပြောင်းအတွက်ပြည်ခိုင်ဖြိုးကိုမဲပေးပါလို့ပြောဆိုထားတာကိုတွေ့ရပါတယ် မဲမရွေးခင်ကစီယုံရေးစင်းတဲ့သူတိုင်းပြောနေကြစကားလေးတွေပါပဲမဲလေအနိုင်ရရောပြည်သူတွေကိုအရေးတော်မလုပ်တော့ဘူးဘသူမှမတောင်းပေဂရိပေးခြင်းဟာလဲဘဲချော်မှုရဲ့ရှိပြီးလက္ခဏာတစ်မျိုးပါပဲလို့ပြည်သူတို့ကပြန်လဲပြောဆိုထားပါတယ်ဒီဇင်မာလာမှာစစ်ကောမရှင်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲမှာကျန်းခံရေးပါတီကကိုယ်စားလှယ်ပေါင်းတထောင်ကျော်ဝင်ရောက်ရှင်ပြိုင်မယ်လို့သိရှိရပါတယ်စစ်ကောမရှင်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးဝိုင်းဝန်းကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားရေးတာဝန်တရက်အဖြစ်ပြန်ပွဲတာအနိုင်ရရှိရေးမှာမြမအားကစားအဖွဲ့ဝင်အားလုံးရဲ့ပကုံးထပ်မှာရှိတယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံမှာကျင်းပမဲ့33ချိန်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့အာကစားနည်းတွေအလိုက်နိုင်ပွဲရရှိရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန်တရက်အဖြစ်ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးမှာမြမအာကစားအပွဲဝင်အားလုံးရဲ့ပကုံးထက်မှာရှိနေတယ်လို့စစ်ကောင်းဆောင်ကပြောကြားခဲ့ပါတယ်။မနေ့ကနိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာကျင်းပတဲ့မြမအာကစားအပွဲကိုအောင်နိုင်ရေးအလံအနှင်းပွဲမှာစစ်ကောင်းဆောင်ကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။အမေမြန်မာနိုင်ငံတော်နဲ့မြန်မာနိုင်ငံသားအားလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်တာကြောင့်ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးဟာအမျိုးသားရေးတာဝန်တရက်အဖြစ်မြမအာကစားအပွဲဝင်အားလုံးရဲ့ပကုံးထက်မှာရှိနေပါတယ်။ ဒါကြောင့်ပြိုင်ပွဲမှာအောင်နိုင်ရေးနဲ့အမေနိုင်ငံတော်ရဲ့ဂုံကိုမြင့်တင်ရေးဆိုတဲ့တာဝန်ကြီးကိုမြမအကစားအဖွဲ့ဝင်တွေအားလုံးကနိုင်ငံချစ်စိတ်မျိုးချစ်စိတ်ကိုအရင်တည်ပြီးဇွဲလုံးလဝရိယစိုက်ထုတ်ကအစွမ်းကုန်ကြိုးပမ်းသွားကြပါမယ်လို့စစ်ကောင်းဆောင်ကပြောကြားခဲ့တာပါအခုကာလမှာပုံမှန်အခြေအနေဖြစ်နေတဲ့သဘောပွဲလမ်းသဘင်တွေနဲ့ပုံဖော်နေတယ်အခုအကစားပြိုင်ပွဲတွေနဲ့လူလူကိုစီယုံဖို့စူးစမ်းတာမျိုးလို့ပြောရမှာပေါ့ ဒီအချိန်မှာအနိုင်ငံကိုစားပြုအသိနေဟာပြည်သူအလုံးကိုကိုစားမပြုပါဘူးလို့ဝိုင်းရင်သတင်းစာဆရာတဦးကမြို့တော်ကို ပြောဆိုထားပါတယ်။စစ်ကောင်းဆောင်ဟာပြိုင်ပွဲကြီးကထွက်ပေါ်လာမဲ့အကစားအောင်မြင်မှုတွေကိုထိုက်တန်စွာဂုဏ်ပြုကြီးမြင့်သွားမှာဖြစ်ပြီးမြမအကစားအဖွဲ့ဝင်တွေအလုံးအနေနဲ့နိုင်ငံရဲ့လူမျိုးကုန်ကိုမြင့်တင်နိုင်ရေးဆိုတဲ့အမျိုးသားရေးတန်ဋိဌာန်နဲ့ရေကုန်ရေကန်ကြိုးပမ်းရှင်းပြိုင်ကြဖို့မှာကြားခဲ့ပါသေးတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ဘောကတီတီကာကြီးခွေအနေနဲ့တွဲကားတစီတံတားအောက်ထိုးကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ဘောကတီတီကာကြီးခွေအနေနဲ့ငလိုက်ချောင်းတံတားအောက်ကိုတွဲကားတစီထိုးကြသွားတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ19ရက်နေ့နေ့လယ်3နာရီခွဲအချိန်ခန့်ကပြည်မနာမြို့ဘောကတီတီကာကြီးခွေနဲ့ကင်မွန်နန်စေချာရှိငလိုက်ချောင်းတံတားပေါင်ကိုဝင်တိုက်ခါချောင်းတွင်ကိုတွဲကားတစီထိုးကြသွားတာဖြစ်တယ်လို့သိရှိရပါတယ်။ အဆိုပါတွဲကားပေါ်မှာကားမောင်းသူနဲ့ဒရိုင်ဘာနှစ်ဦးသာပါရှိပြီးအခုလိုတရားအောက်ကားထိုးကျသွားခဲ့ပေမယ့်နှစ်ဦးစလုံးပုံပဲ့တံရကလွဲပြီးကြီးကြီးမားမားထိခိုက်တာမရှိဘူးလို့လည်းသိရှိရပါတယ်။တရားပေါ်ကိုတိုက်ပြီးအောက်ကိုထိုးကျသွားတာပါ။ကားကြော်တိုက်ရင်ဖြစ်တာလို့တော့ကြားတာပဲ။တရားပေါ်လည်းပျက်စီးသွားတယ်။ကားဆီယာနဲ့ဒရိုင်ဘာတော့ပုံပဲ့တာလောက်ပဲ။တံရကြီးကြီးမားမားမရကြလို့တော်သေးတယ်လို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့သူတအူးကပြောဆိုထားပါတယ်။ နေပြည်တော်မှာကားကြီးမောင်းတဲ့သူတွေဟာလမ်းကောင်းလို့အရန်မောင်းကြရေးအခုလိုမကြခဏဖြစ်တတ်တယ်လို့သိရှိရက အခုဖြစ်စဉ်ဖြစ်တဲ့တရားဟာလမ်းအကွေမှာရှိကရင်မတော်တဆမှုမကြခဏဖြစ်တယ်လို့ကားစီယာများအရှိန်လျှော့ကသတိထားမောင်းနေတဲ့လို့လည်းဒေသခံတွေကပြောဆိုနေကြပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြိုင်မြို့နယ်မှာစစ်ကောင်မရှင်ကဘုံကျဲတိုက်ခိုက်လို့အရသာပြည်သူ၅ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမြိုင်မြို့နယ်ကံကြီးကြီးရွာမှာ စစ်ကောင်မရှိရင်တပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်အရက်သားပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ယမန်နေ့ညပိုင်းနဲ့ဒီကနေ့မနက်ပိုင်းမှာစစ်တပ်ကကန်ကြီးရွာရဲ့အလဲတက်တက်ကိုဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာကြောင့်လူသေဆုံးမှုနဲ့ဒဏ်ရာရရှိမှုတွေပြင်းထန်နေတယ်လို့လည်းသိရှိရပါတယ်။ညကတော့အခုကောကျဲတယ်။ရွာလေတက်တက်ကြတာဆိုတော့နေအိမ်လေးပြက်စီတယ်။လူလေ၅ဦးသေတယ်လို့မြိုင်မြို့နယ်မှာနေထိုင်သူတအူးကမြို့တော်ကိုပြောပါရယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်ကံကြီးရွာမှာအရက်သားပြည်သူ9ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူလည်း20ဦးခန့်ရှိတယ်လို့သိရှိရကနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိအနေအထားအရတော့ဒေသခံပြည်သူတို့ချို့မှာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပြီးမြိုင်မြို့နယ်အတွင်းရှိတချို့နေရာတွေမှာစစ်ကောင်မရှင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအကြအပြန်အလှန်ထိတွေ့မှုတွေဖြစ်ပွားနေတယ်လို့သိရှိရပါတယ်ရှင်။ မောက်ထသတင်းတပုတ်အနေနဲ့မော်ယာမြို့နယ်ကိုရောက်ရှိနေတဲ့စစ်ကောင်မရှင်စစ်ကြောင်းမှစစ်သားလေးဦးပြည်သူ့ဘက်သို့ဗတ်ပြောင်းခုလုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းမော်ယာမြို့နယ်ကိုရောက်ရှိနေတဲ့စစ်ကောင်မရှင်စစ်ကြောင်းမှစစ်သားလေးဦးဟာလက်နက်နဲ့တကွပြည်သူ့ရင်ခွင်ဗတ်ပြောင်းခုလုံးလာတယ်လို့ရင်းနှသာကော်လံကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကတမ89လောက်ခန့်အင်းတကော်မြို့အခြေဆိုင်ခမာယတရားခွန်တရင်ကစစ်မှုထမ်းတပ်သားလေးဦးဟာ မုံရမြို့နယ်စစ်တောင်းကနေမကွေးပကဖာရင်းနသာကော်လန်နဲ့ချိတ်ဆက်ကအလင်းဝင်လာတာ ဖြစ်တယ်လို့သိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သား၄ဦးဟာစစ်မှုထမ်းအပတ်စဉ်ခေါ်အတွက်ပေါ်တာဆယ်ဖမ်းဆီးခံရတာဖြစ်တယ်လို့သိရှိရပြီးစစ်တပ်ထဲရောက်ပြီးတနေ့ကြာမှတော်လန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။အဆိုပါအလင်းဝင်ရောက်လာသူတွေထမ်းမှာ MA1 တနက်တလက် MA3 တနက်တလက်9.56ကြီ198တောက်လက်ခံရရှိပြီး အလင်းဝင်ရောက်လာသူတွေကိုစုချင်းဝင်များချိမြင့်ပေးအပ်မှုတွေလှုပ်ဆောင်ပေးမှာဖြစ်တယ်လို့သိရတဲ့အပြင်အဆိုပါအလင်းဝင်စစ်သား၄ဦးကလည်းတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့လက်တွဲကစစ်ကောင်မရှင်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်နိုဝင်ဘာလဒုတိယပတ်အတွင်းမှာစစ်ကောင်မရှင်လက်အောက်ကနေပြည်သူ့ရင်ဝင်ပတ်ပြောင်းခုလုံလာတဲ့စစ်သားရဲပြူစော်တီအယောက်30ရှိပြီလို့လည်းပြည်သူ့ပန်းနိုင်ရဲ့ဖော်ပြချက်အရာသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ crypto asset များရောင်းဝယ်ခြင်းလွှဲပြောင်းခြင်းဒိုလောင်သိမ်းဆည်းခြင်းများမပြုလုပ်ရေးနဲ့ဗန်များကတစ်ဆင့်တရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုတဲ့ကြောင်းစစ်ကောင်မရှင်ရဲ့ဗဟိုဗန်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တရားဝင်ခွင့်ပြုမထားတဲ့ crypto asset များရောင်းဝယ်ခြင်းလွှဲပြောင်းခြင်းဒိုလောင်သိမ်းဆည်းခြင်းများမပြုလုပ်ရေးနဲ့ဗန်များမှတစ်ဆင့်တရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုတဲ့ကြောင်းစစ်ကောင်မရှင်ရဲ့ဗဟိုဗန်ကထုတ်ပြန်လိုက်ပါတယ်။ ခရစ်တိုကာရန်စီဈေးကွက်ဟာဈေးနှုန်းအလွန်အမင်းအတက်အကျမြန်ဆန်နိုင်ခြင်းကြောင့်ယင်းနည်းမြုံနိုင်သူများအတွက်ငွေကြေးဆုံးရှုံးနိုင်မှုများဖြစ်ပွားနိုင်ခြင်းအပြင်စီမင်းများကြီးကျက်ထိကျမှုနည်းခြင်း online security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း hacking ခံရနိုင်ခြင်းကြောင့်မိမိပိုင်ငွေကြေးများကိုလည်းဆုံးရှုံးစေနိုင်ကြောင်းဒါကြောင့်ပြည်သူလူထုအနေနဲ့ CBM တရားဝင်ခွင့်ပြုမထားသော crypto asset များရောင်းဝယ်ခြင်းလွှဲပြောင်းခြင်းတူလောင်တိတ်ဆီးခြင်းများမပြုလုပ်ရင် ဗန်များမှတစ်စည်းရဲ့တရားဝင်ငွေကြေးများလွှဲပြောင်းခြင်းကိုသာအသုံးပြုတင်ကြောင်းထုတ်ပြန်ချက်မှတွေ့ရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က digital ငွေကြေးများ crypto ငွေကြေးအပါအဝင်ကို online ဒါမှမဟုတ်ကိုယ်တိုင်ရောင်းဝယ်ခြင်းကိုခွင့်ပြုထားခြင်းမရှိပါကြောင်း2019ခုနှစ်မေလ3ရက်နေ့ထုတ်သတင်းစာတွေမှာကြေညာထားသလို digital ငွေကြေးများ crypto ငွေကြေးအပါအဝင်ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိတကယ်သို့အရာကိုရောင်းဝယ်လဲလှယ်ခြင်းများအတွက်ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ခွင့်ပြုထားခြင်းမရှိကြောင်း အမိတ်ကြောင်ညာစာကိုလည်း NND အစိုးရလက်ထက်2020ပြည့်နှစ်မေလ15ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံနီးတူတရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊အယ်ဂျီးရီးယား၊ဘိုလီးဗီးယား၊အီဂျီ၊နီပေါ၊ပါကစ္စတန်နိုင်ငံ၊ဗီယက်နမ်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊အန်ဂိုလာနိုင်ငံနဲ့ကိုလံဘီယာနိုင်ငံစတဲ့နိုင်ငံတွေအနေနဲ့လည်း Digital ငွေကြေးများ၊ Crypto ငွေကြေးအပါအဝင်ကိုတရားဝင်အသိအမှတ်ပြုထားခြင်းမရှိကြောင်း ရင်းနိုင်ငံအများစုတွင်တရားဝင်ငွေကြေးအဖြစ် အတိအမှတ်မပြုထားပေမဲ့လည်း digital ပိုင်ဆိုင်မှုအဖြစ်ခွင့်ပြုခြင်းအချို့နိုင်ငံများတွင်ကုန်သွယ်မှုနှင့်ယင်းနှိမ့်နှံမှုအတွက်ခွင့်ပြုခြင်းများရှိကြောင်းတရုတ်နိုင်ငံမှာ cryptocurrency များဟာတရားဝင်မှုမရှိတော့လဲဘဟုပန် digital ငွေကြေးအသွင်ဆောင်နေ ECNY ကိုစမ်းသပ်ဆောင်ရွက်လျက်ရှိပြီးစစ်ခေါမရှင်ရဲ့ဘဟုပန်အနေနဲ့လဲ CBDC နဲ့ပတ်သက်ပြီးသုတေသနအစစ်လုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိကြောင်းစာရာတွေကိုထုတ်ပြန်ထားပါတယ် အမေရိကန်က online လိမ်လည်မှုတွေကနေကာကွယ်ဖို့ဆိုပြီးတော့ District of Columbia Scan Center Strike Force ကိုဖွဲ့စည်းခဲ့တယ်။အဲ့ဒီဟာအချိန်ကြိုက်ဗဟိုဘဏ်ကအခုလိုထုတ်ပြန်လာတာဆိုတော့စစ်ကောမရှင်ကဒါကိုကြိုကာဖို့ဖြစ်နိုင်ပါတယ်လို့ပြည်သူတဝူးကမြို့တော်ကိုပြောဆိုထားပါတယ်။အခုအခါမူရင်စေဝါလက်နက်မောင်းကိုလူကုန်ကူကြပြန် AMM CFD အစရှိတဲ့တရားမဝင်ဒုစရိုက်လုပ်ငန်းတွေကလည်းဗန်းစည်းင်းများအားအသုံးပြုရန်မလိုခြင်းအခွန်တိတ်ဆောင်နိုင်ခြင်းစတာတွေကြောင့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို crypto asset များအဖြစ်သိမ်းဆည်းခြင်းများရှိလာခဲ့ကြောင်းလည်းဖော်ပြထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အစ္စရေးကဂါဇာကိုလေဆောင်တိုက်ခိုက်ခဲ့တာကြောင့်လူ25ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အစ္စရေးရဲ့ဗိုလ်တော်ဦးနှီးကလေဆောင်တိုက်ခိုက်မှုမှာလူ25ဦးသေဆုံးခဲ့ပြီး89ဦးဒဏ်ရာရရှိခဲ့ကြောင်းဂါဇာအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ ဟာမတ်အစ္စလာမစ်အုပ်စုဘက်ကအပြစ်အခတ်ရစရဲသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့အစ္စရေးကပြောဆိုထားပါတယ်။အစ္စရေးကဂါဇာတခြားလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပြီးဂါဇာတောင်ပိုင်းကခံယုံရှိအစ္စရေးစစ်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဂါဇာမြို့နဲ့ခံယုံမြို့နှစ်ခုစလုံးတိုက်ခိုက်ခံခဲ့ရကြောင်းပါလက်စတိုင်းဒေသတွင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။ အစ္စရေးတပ်တွေဟာအော်တိုဘာလ10ရက်နေ့ကအပြစ်ခတ်ရဲစဲမှုစတင်ပြီးနောက်မှာပဲဂါဇာကမ်းမြောင်မှာတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေကြတာပါဂါဇာမှာကျမ်းမာရေးအာဏာပိုင်တွေကတော့အပြစ်ခတ်ရဲစဲပြီးနောက်ပိုင်းဂါဇာမှာတိုက်ဆုံသူဥယျာဉ်280အထိမြင့်တက်လာခဲ့ကြောင်းအရင်ကပြောကြားထားခဲ့ပါတယ်ဟာမတ်စ်ကထုတ်ပြန်ချက်တစ်ခုမှာအစ္စရေးရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကိုအန္တရာယ်များတဲ့အခြေမြင့်မှုလို့ရှုတ်ချခဲ့ပါတယ်အစ္စရေးဝန်ကြီးချုပ်ဘီဂျမင်နေတန်ယာဟုဟာ ပါလက်စတိုင်းလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုပြန်လည်စတင်မှုကြိုးပမ်းနေတယ်လို့သူတို့ကထပ်လောင်းပြောကြားခဲ့ပါတယ်။ဟာမတ်ဟာအစ္စရေးရဲ့ဆွဆွဲပြောဆိုချက်တွေကိုညှင်းပယ်ခဲ့ပြီးအစ္စရေးအနေနဲ့အပြစ်အခက်ရက်စဲရေးကိုလိုက်နာစေဖို့အမေရိကန်ပြည်ထောင်စုနဲ့ကာတာအပါအဝင်ဂျာဝင်ညှိနှိုင်းသူတွေကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်။မြို့ရရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ ထူးခြားတဲ့သတင်းလေးကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါကြကြောင်းနဲ့တဘာဝဘေးရနဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။